လာမယ့်နှစ်မှာချစ်တူနဲ့မင်္ဂလာဆောင်တော့မယ့်အတင်ဆောင်ဝင်ကြုံအလုံးမဲမင်္ဂလာပါရှင်အခုဆိုရင်အမှုပြရလို့တွေမှာပရိတ္တရိယအပေးမှုတွေကို အပြေဝရရှိနေတဲ့တရားဆောင်အတင်ဆောင်ဝင်ကြတော့ကျင်ရလေးတွေကိုမနာစတန်ရိုက်ကုန်နေရတာပါရကူရီတွေမှာအမှုပညာတိုင်းဝင်ကဒူရီရဲ့ဆွဲခေါ်မှုပရိတ္တရီရဲ့အပိမှုတွေကိုရောအပြေးဝရရှိထားတဲ့တင်စာဝင်ကြတော့ဒီနေ့မှာဒီမရဲ့အခြေအပေါ်တရားဝင်အသိပေးလာခဲ့ပါတယ် ။တရုတ်ဆောင်တင်စားဝင်ကြတော့လာမယ့်နှစ်မှာသူတကယ်ချေရသူနဲ့လက်ထပ်တော်မယ်လို့ပရိသတ်တွေကအတိအပြေပြောပြလာခဲ့ပါတယ်။အကူဆိုရင်တင်စားဝင်ကျော်ကသူမရဲ့ချင်းကိုတရားဝင်အသည့်ပြလာခဲ့ပြီးဖြစ်ပြီးအဲဒီပေါ်မှာလေပရိတ်တွေကဝန်တာချင်းနဲ့နေကြပြီးသူမတို့အမျိုးမျိုးစုတောင်းပေးနေကြပါရဲ့ အကူဆရာနုပညာလုပ်တွေမှာပြည်သူရဲ့အားပေးမှုတွေကိုအပြည့်အဝရရှိနေတဲ့တရားစောင့်တင်ဆောင်ဝင်ကြတော့ကျညာလေးတွေကိုမနာစတဲ့ရိုက်ကွန်းနေရတာပါရကူရီရီမှာအနုပညာတိုင်ဝမ်ကသူရင်းရဲ့ဆွဲခေါ်မှုဗက်တီးရီးယားအပိမှုတွေကိုရောအပြင်းဝရရှိထားတဲ့တင်စားဝန်ကြတော့နော်လာမဲစကမ်းမှာဆိုပြနေတဲ့အတူတူတရားဆောင်ရဖို့ရှိနေပါတယ်တင်စားဝင်ကြတော့အခုလက်ရှိမှာလေကျွန်ညာလေးတွေရိုက်ကွန်းနေရပြီမကြမီမှာလေဇလန်တွဲတစ်လီမှာရိုက်ကွန်းသွားဖို့ရှိလို့လေတရားပါတယ် ိုက်ဒရီကတော့တင်ဆောင်ဝေးကျော်ရဲ့အမှုပြန်ရေးကွင်းရဲ့တစ်တွေကိုအားပေးဆောင်ကြည့်နေကြပါတယ်အခုလက်ရှိမှာတော့တရုတ်ဆောင်တင်စားဝင်ကြတော့စဉ်ညစ်စရာတိတ်မတွေးဖြစ်ပေသူနေတဲ့တူဝဒနာပါရနုပြလုပ်တွေကိုအင်ကားထက်စူးစမ်းလုပ်ကရင်ပြပြောပဲနေတိုင်းဖြတ်တန်းသွားမယ်လို့ဆိုရတယ်။အကြောင်လေးတွေနဲ့ပတ်သက်ပြီးတော့လေတရုတ်ဆောင်တင်စားဝင်ကြခုလိုပဲပွင့်ပွင့်လင်းလင်းပြောပြလာခဲ့ပါရတယ်။တင်စားဝင်ကြအရင်ကကိုယ်လေးစိတ်ပင်ပန်းတန်းတွေမွတ်ချက်မွတ်တန်းတွေခံလာရတော့ ဘဝချင်းခဏလေးမှာကိုဝတ္တနာပါရီလုံရင်ပေါ်ပေါ်ပါပါပဲဖြတ်တန်းနေပါတယ်ဆိုပြီးပြောပြလာခဲ့ပါတယ်တေဥဆောင်တင်ဆောင်ဝင်းကျော်နဲ့ပတ်သက်ပြီးတော့လေအေးမြတ်သူကအခုလိုပဲပြောပြလာခဲ့ပါရယ်အေးမြတ်သူကတင်စားတော့ကိုရီလိုပါပဲတယောက်ထဲတော့တောက်ပနေရပါတော့သူ့ကိုကြည့်လိုက်ရင်အမြဲလိုလိုတက်ကြွလန်းဆန်းနေရပါပဲသူနဲ့အပြင်မှာလေခဏခဏအဆုံးဖြစ်တယ်စကင်ကျန်စပါအမြဲတွေးဖြစ်ကြပါရယ်တင်စားလွတ်လပ်နေရတာကိုကြိုက်တယ် သူနဲ့လည်းကားရိုက်တွေဆုံးဖြတ်တော့မှာပါဆိုပြီးအင်းမြတ်သူကပြောပြလာခဲ့ပါတယ်။ဒီနေ့မှတော့တင်စာဝင်းကျော်ကစူပြတစဉ်ရဲ့အကြောင်းတွေကိုအခုလိုပဲပြောပြလာခဲ့ပါတယ်။တရုတ်ဆောင်တင်စာဝင်းကျော်ကနောက်လာမယ့်ဇာတ်ကားမှာစူပြနဲ့အတူတရုတ်ဆောင်ရဖို့ရှိပါတယ်။အခုတော့ကားရိုက်ဆုံးဖြတ်ပြီပေါ့နော်။အခုတလောရိုက်ကူးရင်းလေးတွေခက်ဆဲဆဲရိုက်ကူးနေရတယ်။စူပြကတော့တရုတ်ဆောင်ပိုင်းကောင်းနဲ့ရေးစေးတည်ငြိမ်သူလေးပါ။သူပါပါတော့ကောင်းတာပေါ့နော်။အမှုပြလုပ်တွေကိုအကောင်းဆုံးစူးစမ်းလုပ်တော့မှာပါ။ ဆိုပြရအနေထိုင်ကောင်းပြီးချင်းဆက်ကောင်းတော့သူ့အကြည့်ပြတော့သဘောကျနေရတယ်လို့တရုတ်ဆောင်တင်စားဝင်ကျော်ပြပြလာခဲ့ပါတယ်။တရုတ်ဆောင်တင်စားဝင်ကျော်ကတော့သူအနေနဲ့တချို့ပြောဆိုမှုတွေပေါ်ကင်းဝင်ဆိုင်ပဲ။ဒုဝတနာပါရင်နုပြလို့တွေမှာအကောင်းဆုံးစ조사လုပ်ကိုင်သွားမယ်လို့လဲဆိုပါတယ်။ပိတ်တွေကတော့တင်စားဝင်ကျော်ရနုပြရဲ့ကိုယ့်ရဲ့တစ်တွေကိုအပီအစောင့်ကြည့်နေကြပြီးလာမယ့်ရဲ့ကိုယ့်ရဲ့တစ်တွေအတွက်အပီဝင်းရံပြနေကြပါတယ်။ ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းပရိသတ်တွေအတွက်အမှုပြာရှင်သတင်းကြောင်းများကိုတင်ဆက်ပေးဦးမှာဖြစ်လို့အတိအသေးသောပရိသတ်တိုင်းမလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနာချက်ပြီးခလုံးလေးကိုလည်းနေထားပေးကြအောင်ရှင်အဆုံးထိအားပေးကြည့်ရှုမှုတော်လေးကျေးဇူးအများကြီးတင်ပါတယ်